ဒီနေ့ခေတ်ကြီးမှာဆိုလို့ရှိရင်ကျွန်တော်တွေက AI ခေတ်ကြီးဖြစ်တဲ့အတွက် ကိုလိုချင်တဲ့ image ပုံစံကိုကျုပ်တွေက print ရေးပြီးတော့လိုချင်တဲ့အသက်အရွယ်တိုင်းအင်ဂျီဆိုလဲအင်ဂျီဘလိုအရောင်ပေါ့နော် အသေးစိတ်ကျုပ်တွေကရေးပြီးတော့ print ရေးပြီးတော့ပဲကျုပ်တွေကဒီ ChatGPT မှာ image create လုပ်လို့ရပါတယ်အဲ့တော့ကျုပ်တွေရေးပြီးစား print ပေါ့နော်ကျွန်တော်ရေးထားတဲ့ print လေးကိုပဲကျုပ်တွေ ChatGPT မှာ create image လုပ်ပါမယ်အဲ့တော့ image ထုတ်မယ်ပေါ့ဗျာနော်နောက်ထပ်ကျုပ်တွေ AI 2တခုနဲ့လည်းကျွန်တော်ထပ်ပြီးတော့ထုတ်ပြပေးပါမယ်အနှစ်ခုကိုကျွန်တော်တို့ရှင်းပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တွေကဟုတ်ပြီ create image ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တွေဒီမှာ password လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ကိုဒီမှာနှိပ်ပေးလိုက်မယ်ပေါ့နော် အဲ့လိုနှိပ်ပြလိုက်တယ်ဆိုလို့ချင်းကျွန်တော်တို့အခုလိုမျိုးသူကဓာတ်ပုံတွေထွက်လာမှာ ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကချက် GPT ကို free တုံးနေတယ်ဆိုရင်တော့နည်းနည်းလေးကြာပါလိမ့်မယ်အဲ့တော့ free မတုံးတဲ့သူကတော့ကျွန်တော်တို့ image မြန်ပါလိမ့်မယ်အဲ့တော့ခဏလေးကျွန်တော်တို့ကစောင့်ပေးရမှာဖြစ်ပါတယ်နော်အခုချိန်အခုဒီမှာကျွန်တော်တို့ကအဲ create image လုပ်နေပြီဖြစ်ပါတယ်နော်အဲ့တော့ prompt ရေးတဲ့နီလန်းကလည်းအလွယ်လေးဖြစ်ပါတယ်ကျွန်တော်တို့တွေကကိုကအင်္ဂလိပ်စာအားနည်းလို့လည်း ပြဿနာမရှိဘူးမြန်မာလိုအကုန်လုံးရေးချလိုက်ရေးချပြီးတော့ကျွန်တော်တို့ကအဲ့ဒီမြန်မာကိုကျွန်တော်တို့ကမြန်မာစာအတိုင်းပေါ့နော် ပို့ပေးလိုက်သူ့အတိုင်းမဲ့တိကျဖို့တော့လိုတယ်တိကျမှလည်းကိုယ့်ဘက်ကတိတိကျကျဟာလာရေးပေးနိုင်မှ तू ကလည်းတိတိကျကျ print ကို ထုတ်ပေးနိုင်ပါတယ်เนาะဒါကြောင့်မလို့ကျွန်တော်တို့က print ရေးရဲဆိုလို့ရှင်မြန်မာလိုတိတိကျကျလေးကျွန်တော်တို့ရေးပေးပါအင်္ဂလိပ်စာမရေးတတ်တာပြဿနာမဟုတ်ဘူး okay ဒါဆိုလို့ရှင် ကျွန်တော်လိုချင်တဲ့ character အတိုင်းပေါ့နော်ဒီမှာနောက်ခံ background ဆိုလို့ရှင် computer ဟာလာဒီ studio room ပုံစံမျိုးပေါ့နော် youtuber room ပုံစံမျိုးကျော်ဒီ youtuber room လို့တော့အရန်ကြီးတော့မပြည့်စုံနေဘူးပေါ့နော်ရန်ကြီးတော့မပြည့်စုံနေဘူးဒါပေမဲ့ computer ခုံမှာထိုင်နေတဲ့လူငယ်တယောက်ကအသက်29အရွယ်လူငယ်တယောက်ကျော်ဒီ computer သုံးနေတဲ့ ပုံစံကိုကျွန်တော်ထုတ်ထားတာဖြစ်ပါတယ်။နောက်တစ်ခုကဆွဲတာဆိုလဲဆွဲတာအနီရောင်လေးပေါ့နော်။ကောင်းစော့အနီရောင်လေးဆိုပြီးတော့ကျွန်တော်ရေးပြထားတယ်။ဒီမှာနောက်တစ်ခုကဗီဒီယိုအက်တစ်လုပ်နေတဲ့ပုံပါဆိုတော့သူကဗီဒီယိုအက်တစ်လုပ်နေတဲ့ဟာပုံလေးကျုပ်လေးဒါပြည့်ပြည့်စုံစုံလေးကိုထွက်လာတယ်ပေါ့နော်။ပြည့်ပြည့်စုံစုံလေးထွက်လာတယ်။အဲ့ဒီနေရာမှာကျွန်တော်ဘာတွေထည့်ပြီးတော့မရေးပေးတာလဲဆိုလို့ရှိရင်ကျွန်တော်ဒီနောက်ကအခုလို့ကျွန်တော်တို့ gaming ခုံပေါ့နော် gaming ခုံလို့တော့ကျွန်တော်ပါတယ် gaming ခုံကဘာအယောင်လို့ကျွန်တော်၄ထည့်ပြီးတော့မရေးပေးလိုက်ဘူးဒါပေမဲ့ तू က gaming ခုံဆိုတာ ਨੇ အာဒီ color ပေါ့နော်ဒီ color ကို तू ကတုံးပြီးတော့ကျွန်တော်ကိုပေးလိုက်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒါဆိုလို့ရှင် image ကြီးကတော့ရပြီပေါ့ဗျာ image ကြီးရပြီဆိုလို့ရှင်ဒီ image ကိုကျွန်တော်တို့ဒီက ီ image ကိုစေ့ကျင်တယ်ဗောဗျာစေ့ကျင်တယ်ဆိုလို့ရှိရင်ဒီမှာ save ဆိုတာလေးကိုနှိပ်လိုက်ပါအကယ်၍ edit လုပ်ချင်တယ်ဆိုလည်း edit လုပ်လို့ရပါသေးတယ်ဟုတ်ပြီเนาะဒါဆိုလို့ရှိရင်တော့ကျွန်တော်က image ထုတ်လိုက်ပြီဖြစ်ပါတယ်เนาะ image ထုတ်လိုက်ပြီဖြစ်ပါတယ်ပြီးလို့ရှိရင် နောက်ထပ်ကျွန်တော်တွေကဒီ image ကိုဒါကကြတော့ကျွန်တော်တွေကဗီဒီယိုပြန်ပြီးတော့လုပ်တာဗောနော်ဒီ image ကိုဗီဒီယိုပြန်လုပ်တာဒီမှာကကြတော့ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအပောင်းလေးကိုနှိပ်လိုက်ပါမယ်အပောင်းလေးကိုနှိပ်ပြီးတော့ဒီနေရာမှာကျတော့ image ပြန်ထုတ်တာမဟုတ်ဘူးကျွန်တော်တို့က image ကနေပြီးတော့ video အဖြစ်ပြောင်းတာပေါ့နော် video အဖြစ်ပြောင်းတာဟုတ်ပြီကျွန်တော်ပြောင်းရင်လည်းပုံလေးကိုဆွဲထည့်လိုက်မယ်ဆွဲထည့်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာသူ့ကိုဟာလာ prompt ရေးထည့်ပေးလိုက်မယ်ပေါ့နော် prompt ရေးထည့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ChatGPT ကိုပြန်ပြီးတော့လာလိုက်မယ်လာပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာကျွန်တော် လုတ်ထားတဲ့ print လေးကိုပြန်ပြီးတော့ယူမယ်ပေါ့နော် okay အဲဆိုလို့ချင်း print ထပ်ပြီးတော့ထုတ်ဖို့အတွက်ဆိုလို့ချင်းကျွန်တော်တို့ကဒီမှာ image ကိုနှိပ်လိုက်မယ် photo နှိပ်ပြပါပြီဆိုလို့ချင်းဒီပုံလေးကိုထည့်လိုက်မယ်ပြီးလို့ရှင် dance ဆိုတာလေးကိုနှိပ်ပြလိုက်မယ်ပြီးရင်တော့အောက်ကနေပြီးတော့ရေးပေးပါ okay ဒီလိုမျိုးလေးကျွန်တော်ရေးလိုက်တယ်ရေးပြီးတော့ဒီမှာ print လေးထုတ်ခိုင်းလိုက်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဟုတ်ပြီเนาะအဲ print ရေးခိုင်းတဲ့အခါမှာကျွန်တော်ဘယ် software အတွက် ဘဲဆော့ဝဲနဲ့လုံးမှာပါဆိုတော့ထည့်ပြီးတော့ရေးပေးနိုင်ပို့ပြီးတော့ကောင်းတယ်ဥပမာတစ်ခုကျွန်တော်တို့က VO နဲ့ထုတ်မှာဆိုလို့ချင်း VO 3နဲ့ထုတ်မှာဆိုရင် VO 3ဆိုတာကိုထည့်ပြီးတော့ရေးပေးပါဥပမာတစ်ခုကျွန်တော်တို့တွေက Canva AI နဲ့ထုတ်မှာဆိုလို့ချင်း Canva AI ဆိုတာကိုထည့်ပြီးတော့ရေးပေးပါအဲ့တော့ကျွန်တော်ကခုနကအက V I H V E R S E ပေါ့နော်အဲ့တော့အခုလိုမျိုးလေးကျွန်တော်တို့က ဘယ်ဟလာဘယ် AI အတွက်ကိုအာရေးပေးပါဆိုပြီးတော့ကျွန်တော်တို့ပြောလိုက်ပါဒါဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့ draft perfect ဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်ပို့ပြီးတော့ perfect ဖြစ်ပါတယ်ခဏလေးစောင့်ပေးလိုက်ပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့က iron site ပြီးလုံးလုံးနေတာကို report ပြထားတဲ့ဒီအတိုင်းနဲ့အဲ ဗီဒီယိုတက်ဝင်လှုပ်ရှားအောင်ပေါ့နော် generate လုပ်လို့ရအောင်နဲ့သူ prompt ရေးပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမှာဒီဟာတွေပါကျွန်တော်တို့တွေကထည့်ပြီးတော့ယူသွားအောင်ပေါ့နော်ဒီဟာတွေပါထည့်ပြီးတော့ယူသွားအောင်ဖြစ်ပါတယ် color ဆိုလို့ရှိရင် blue ပဲညာပေါ့ဗျာ music ဆိုလို့ရှိရင်လည်း blue music ပေါ့ဒါပေမဲ့ကျွန်တော်တို့ခုနကကျွန်တော်ပြတဲ့ AI ကကြတော့ဒီလောက်ထိအလုံးမလုံးနိုင်ဘူးပေါ့နော်ဒီလောက်ထိအလုံးမလုံးနိုင်ဘူး तू ကကြတော့အဲ တာမှန်ပေါ့နော်ဗီဒီယိုအဖြစ်လောက်ကိုပဲ तू ကလှုပ်ပေးနိုင်တယ်ပေါ့နော်ဗီဒီယိုအဖြစ်လောက်ကိုပဲလှုပ်ပေးနိုင်တယ်အဲ့တော့ကျွန်တော်ဒီအောက်ကဟာတွေကိုပါလှုပ်ကြည့်ပါမယ်ယူွားကြည့်မယ်ပေါ့နော်ဒီကောင်တွေပါယူွားကြည့်မယ်ကော်ဖီကူးလိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကခုနကအက်ကိုပြန်သွားလိုက်မယ်သွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမှာသူ့ကိုခုနက print လေးကိုထည့်ပေးလိုက်ပြီနော် pass ပြီးလို့ရှိရင်အဲ့တော့ generate တခါလောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ40ပေါ့နော်ဒီမှာ40ဟိုကကုန်လိုက်မယ်ကျွန်တော်လည်းမခေါ်တတ်ဘူးဒါတော့နော် generate တခါလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဥစ္စာကကုံသွားလိမ့်မယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာ generate လုပ်ပြပြီမယ်နော် Okay ဒါဆိုလို့ရှိရင် तू က generate လုပ်နေပြီဒါပေမဲ့ ဖုံးမှဖြစ်တဲ့အတွက်ကျွန်တော် generate လုပ်နေတာကိုမပြပြီးဘူးပေါ့နော် generate လုပ်နေတာကိုမပြပြီးဘူးအဲ့ဒါဘာမှသွားပြီးတော့ကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ profile လေးရှိတယ်ပေါ့နော်ကိုယ့်ရဲ့ profile လေးကြည့်တယ်အဲ့ဒီ profile လေးကိုဝင်လိုက်ပါဝင်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ40ခွန်ဖြစ်သွားပြီပေါ့နော်သူ generate လုပ်နေတာ40ခွန်ဖြစ်သွားပါပြီ100%ပြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ video လေးကရပြီပေါ့နော်ကျွန်တော် generate လုပ်ထားတာတွေအများကြီးရှိပါတယ်နော်ဟုတ် okay ပြရပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကြည့်ကြည့်ပါ တော့ဒါဆိုလို့ရှင်အာယုံစိုက်ပြီးတော့ဗီဒီယိုအက်တစ်လုပ်နေတဲ့ပုံစံကိုသူကဖန်တီးပေးတာဖြစ်ပါတယ်ဒီမှာပါမယ်ဆိုလို့ရှင်မောက်အတန်ပါမယ်အာစာရိုက်တဲ့ဟာလာကီးဘုတ်ရဲ့အတန်ပါလိမ့်မယ်ပေါ့နော်အဲအဲ့လိုမျိုးအတန်လေးတွေကျွန်တော်ပါလိမ့်မယ်ဒါပေမဲ့ဒီအက်ကကြတော့ကျုပ်တွေအဲ့လိုမျိုးအတန်လေးတွေထည့်ပေးနိုင်စွာအာတစ်ခါလေးကြရင်လည်းရှိတယ်တစ်ခါလေးကြရင်လည်းမရှိဘူးပေါ့နော်ဒီအက်ကတော့ကျွန်တော်တွေကျွန်တော်အမြင်နဲ့ဆိုရင်တော့ perfect မဖြစ်ဘူးပေါ့ဗျာနော်ဟုတ်ကဲ့ပါဒါဆိုလို့ရှင်ဟုတ်ပြီဒီမှာ ကျောင်းတွေက user template အနေနဲ့အသုံးပြုစေချင်တယ်ဆိုလို့ရှိရင်ပေါ့နော် use template အနေနဲ့အသုံးပြုစေချင်တယ်ဆိုလို့ရှိရင်ဒီ video ကိုကိုက allot တင်မယ်ဆိုလို့ရှိရင်ဒီမှာ post ရာလေးကိုနှိပ်လိုက်နှိပ်ပြီးွားပြီဆိုလို့ရှိရင်ပေါ့နော်ပြီးရင်တော့ကျောင်းတွေကဒီမှာ post ရာလေးနှိပ်လိုက် ပေါ့နော်ကျွန်တော် download ဆွဲခြင်းလဲဆိုလဲဆွဲလို့ရတယ်နော်ကို DVD ကို download ဆွဲခြင်းလဲဆိုလဲဆွဲလို့ရတယ်ဒီမှာနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ချင်းကျွန်တော်ဒီမှာ download ခြင်းလဲဆိုလို့ချင်းဒီမှာ download ဆိုတာလေးရှိတယ်ပေါ့နော်ဒီလိုပို့မတင်ခင်လဲကျွန်တော်တို့ကကျွန်တော်တို့ရဲ့ video ကိုညာဘက်အပေါ်နားလေးမှာ download များလေးရှိတယ်အဲ့ဒီ download များလေးကိုနှိပ်ပြီးတော့ download လို့ရတယ်အကယ်၍ပို့တင်လိုက်ပြီဆိုလို့ချင်းလဲကျွန်တော်တို့ဒီကဒီညာဘက်အောက်နားလေးမှာအဆက်ကလေး30ရှိတယ်အဲ့ဒီဆက်ကလေး30ကိုနှိပ်ပြီးတော့ ဒီလို download လေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့တွေက no water mask ဆိုတာလေးကိုနှိပ် ပြီးတော့ down ပေါ့နော်အကယ်၍ water mask နဲ့သုံးမယ်ဆိုရင်တော့အပေါ်ကဟာလေးကိုကျွန်တော်တို့တွေသုံးပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကဟလာ ChatGPT ရဲ့ pro နဲ့ကျွန်တော်တို့ကိုယ်တိုင် image ထုတ်တတ်မယ်ထုတ်လာတဲ့ image ကိုလည်းပြန်ပြီးတော့ video အဖြစ်ကိုပြောင်းလဲတတ်မယ် ဆိုတာကိုယုံကြည်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေကိုသိချင်လဲဆိုတာ comment အောက်မှာရေးပေးခဲ့ပါဦးခင်ဗျာအားလုံးပဲစိတ်ကြီးကြပါခြင်းကိုယ်ကြီးကြပါခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ